တော့ဒိဋ္ဌသာသမိတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြားပေးมาဖြစ်ပါတယ်ဒိဋ္ဌသာသမိတွေအတွက်ပထမဆုံးပြောချင်တာကတော့ဒီကာလတွေမှာဖြစ်မဲ့ကောင်းသောအဖြစ်ပြက်တွေပဲဖြစ်ဖြစ်တော့မကောင်းတဲ့အဖြစ်ပြက်တွေပဲဖြစ်ဖြစ်လျှက်ရတဲ့ပြက်ရုပ်ချင်းထထားပြီးတော့ဖြစ်တတ်တဲ့အခြေအနေမျိုးရှိပါတယ်ကံကြမ္မာမျိုးရှိပါတယ်ညာအလုံးရတယ်ရုပ်ချင်းရတာပေါ့နော်ချက်ချင်းရသွားတာမျိုးယာတို့တို့တယ် ရုပ်ရည်အချက်ချင်းယာတုတွေထားတူတာပေါ့ရစရာကြီးတဲ့ငွေတွေဘာမပြောညာမနဲ့လာပေးသွားတာမျိုးခိန်တော်ကြတယ်ချက်ချင်းကောက်ကန်ကန်နဲ့ကြခရီးထွက်ရမယ်လုပ်ငန်းသစ်စတင်ရမယ်အဲ့တော့ဘာကိစ္စပဲဖြစ်ဖြစ်ဘလို့ကိစ္စတွေပဲကြုံကြုံရုပ်တရက်မြန်တာပေါ့နော်ချက်ချင်းအစီအစဉ်မရှိဘဲနဲ့ထထားပြီးတော့လောကမဲ့အခြေအနေမျိုးကံတရားမျိုးရှိပါတယ်ဒါရလည်း ။များသောဖြင့်တော့ဒီနမိတ်အတိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်လို့ပြောမှဆိုရင်ပြောလို့ရပါဘူး။တိတ်တော့မဆိုးပါဘူးနော်။နံပါတ်2ကကြတော့ကျွန်တော်တို့ဒီကာလတွေမှာအာနိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကပြည်တွင်းပြည်ပခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့။အဓိကတော့တဏှာနဲ့တဏှာကိုသွားမယ်လာမယ်လုံမယ်ကင်မယ်ပေါ့နော်။စီးပွားရေးပဲဖြစ်ဖြစ်အဲ့လိုမျိုးကြံစည်စူးစမ်းအားထုတ်နေတဲ့သူတွေအတွက်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ အဲ့တော့အလုတ်ကင်နေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံမယ်ခရီးသွားပြီးတော့လုတ်ကင်မယ်ဆိုရင် အောင်မြင်မှုရတတ်တာပေါ့နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုတ်ကင်နေတဲ့သူတွေဆိုရင်ဒီကာလတွေမှာအံ့ဩစရာကောင်းလောက်လုပ်ငန်းတိုးချက်လုတ်ကင်ဆောင်ရွက်ရခြင်းတွေကြုံရတတ်ပါတယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံပါပေါ့ကိုယ်နေတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ရင်ကောင်းမလား မကောင်းလားလုံးတင်လားမလုံးတင်ဘူးလားအဲ့လိုမျိုးစဉ်းစားတွေးတောနေတဲ့အလုပ်ကိစ္စတွေရှင်လုံးလဲလုံးတင်မှာတတိုးချက်ပြီးတော့လုတ်ကင်ဆောင်ရတင်တာပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းတယ်လို့ပြောမှာပေါ့။သူကဘလောက်တောင်ကောင်းလဲဆိုရင်ဝိဇ္ဇာမတကယ်တူနတ်မတကယ်တူအလုံးအကိုင်းကံကြမ္မာကောင်းနိုင်ပါလေနော်။ နံပါတ်1ကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာပါနော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကျတော့အချက်နှစ်ချက်ကိုအဓိကထားပြီးတော့ပြောရမှာပါနံပါတ်1ကတော့ကျွေးဟောင်းပေါ့ကျွေးဟောင်းနေရတော့စုံတတ်ပါတယ်ဆရာဆရာကြီးတဲ့ငွေတွေနှစ်ပေါင်းများစွာပေါ့လာပေါင်းများစွာဆွေးမြေ့နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဖြစ်တတ်တယ်အခုလောလောဆယ်ငွေပေးငွေယူလုပ်မယ်လို့စီစဉ်ထားတဲ့ကိစ္စတွေပေးတော့မပေးရသေးဘူးပေါ့ချိန်စနေတာပေါ့ အဲ့ဒီကိစ္စတွေကြတော့လေအကျိုးအမြန်ဖြစ်ထွန်းတတ်တယ်အောင်မြင်မှုရတတ်ပါတယ်ဒါမှမဟုတ်ပတ်စံကိစ္စနဲ့ပတ်သက်ရင်ဒီအချိန်မှာအသစ်ကိစ္စအလုံးသစ်ငွေသစ်အချံစီသစ်တွေဆိုရင် ကောင်းတယ်အာလွန်ခဲ့တဲ့လာပေါင်းနှစ်ပေါင်းများစွာကိစ္စတွေဆိုရင်ခက်ခဲတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေတော့သတိထားပါအကျိုးရစရာတော့နှစ်နှစ်လောက်ရှိပြီးပြန်ရမလားမရဘူးလားဆိုမနေ့ခခရရတောင်းပန်နေအောင်မှထူးမခြားနာဖြစ်နေတတ်ပါတယ် နောက်ကျမ်းမာရေးပိုင်းမှာကြတော့တင်းနာသာသမီတွေအတွက်အဓိကကျမ်းမာရေးဟာမျက်စိပါအဲ့တော့မျက်စိအားနေတာလေးတွေဖြစ်တတ်တယ်မျက်ရည်ပူကြတာမျိုးလေးတွေဖြစ်တတ်တယ်မျက်စိဟာမျက်မှန်နဲ့မျက်စိနဲ့မကိုက်တာမျိုးလေးတွေဖြစ်တတ်ပါတယ်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာလေးတွေကောင်းတယ်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအခက်အခဲကြုံရတယ်ကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ကိုနဲ့မမျှော်လင့်မနဲ့ ဝေးကွာတာခွဲကွာတာမျိုးလေးတွေကြုံရတတ်တယ်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကံတာတာလေးတွေတော်တော်လေးကောင်းပါတယ်ပညာကံပွင့်လန်းမယ်ပေါ့နော်အဲ့တော့ဖြည့်စုံမဲ့စာမွေတွေအောင်မြင်တာမျိုးတွေကြုံမယ်စာမွေနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းပါလားနောက်တစ်ခုကတော့အခြေအနေကြီးပေါ့နော်အခြေအနေကြီးနဲ့ပတ်သက်တဲ့ကံတရားကတော့တော်တော်ကြီးကောင်းပါလားအဲဒီကတော့ကိုယ့်ရဲ့အခြေအနေကိုကိုယ့်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်တာကိစ္စတွေကို အချီးကဲတွေရဲ့ကုညီပံ့ပိုးပေးမှုကိုမမျှော်လင့်မနဲ့ရပြီးတော့ကိုမှကြုံတွေ့နေရတဲ့အချီးရဲ့အိမ်တော်ရဲ့ခက်ခဲလေးတွေတောင်မှတိတိတသာပြေလည်သွားဖို့ရှိပါတယ်။အဲ့တော့တော်တော်လေးကောင်းပါတယ်။ဒါကတော့ဒိဏသာသမီးတွေရဲ့ဒီတပတ်တာကာလမှာစိုးမိုးနေတဲ့ကံတာတာလေးတွေကိုနမိတ်ဖတ်ပေးခဲ့တာဖြစ်ပါတယ်။နော်အဲ့တော့ဒိဏသာသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတဲ့အကြောင်းဖြင့်ညီညွတ်အောင်နဲ့အဝါအောင်နဲ့ကောင်းပါ ဲ့တော့အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့၃ကဏ္ဍနဲ့၅ကဏ္ဍ၅ကဏ္ဍနဲ့၃ကဏ္ဍဖြစ်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကြတော့စပယ်ပန်းရှစ်ကုန်းပေါ့ကြက်လူပူဇော်ပြီးတော့ဆုတောင်းပါ။အကြပါသားဝင်နေဆိုရင်လည်းကိုယ့်ရဲ့တက်ကြီးတက်ကြီးဝါကြီးတွေကိုယ့်ရဲ့ဖုန်းတော်ကြီးတွေကိုလက်ဆောင်ပေးနိုင်ပါတယ်နော်။အဲဒါဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတရာအညံ့အကိုက်ကလေးတွေပြေပြပြီးတော့ကောင်းကျိုးလိုရာဇန္နာတွေရရှိစေမှာဖြစ်ပါတယ်။ ခတော့ကျွန်တော်ယူတော်မင်္ဂလာချံကိုဗုဒ္ဓဦးနေရလွဲပြီးတော့ဂျန်နဲ့ရက်ဒီမှာမြည်သူမသူလာနိုင်ပါတယ်အခမဲ့ရက်ဒီဟာခြေပြတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကသင်္นานတက်ကျင်နေဆိုရင်တော့ဘေးရင်လက္ခဏာဆရာဖြစ်သင်္นานနေဟိုတော့လာစဉ်တရက်နေရနေပြီးတော့တော့၁၀ရက်နေအထိသင်္นานရှိပါသင်္นานကြီးပါညာထူထူထူပေးကြမလို့ပါအောင်နော်နောက်ကျွန်တော်တို့ဗားစရာကြီးမင်းသိန်းခရဲ့ကြီးနေပတာအပြီးပေါက်ဆိုတဲ့ပရီလေးတွေ ဝါစိန်ဤအဆောင်လက်ပတ်လေးတွေဝါစိန်ဤစမဖျောင်းနိုင်လေးတွေနောက်တစ်ခုကဇီးသားရောင်းမလေးတွေဒိုးကလေးတွေဆလွယ်တော်တွေစတဲ့အကိစ္စအဆောင်ရေရာပစ္စည်းလေးတွေကိုလည်းမြည်သူမစိုးကိုယ်တိုင်ကိုကြလာပြီးတော့လည်းဝယ်နိုင်တယ်ဒါမဲ့ရဝေးရဆိုရင်လည်းအွန်လိုင်းရမှာယူနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လူရဆန္ဒပြေပါစီလို့အားလုံးကိုဆုတောင်းမြတ်တာပို့တာပါတယ်နော်